သာသနာတော်နှစ်2559ခုနှစ်ကောဇာတက္ကရာ1385ခုနှစ်တစောင်းမုလပြည်နှစ်2013ခုနှစ်ဆခုနှစ်ရက်ရန်ကုန်တိုင်းဒေသကြီးမြန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနသဘူသီရိဗိမာန်တော်အတွင်ဆင်းရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်ပွဲဝင် မာရွေးမြို့နယ်ဝန်တာမီယာအောင်မင်းကုန်ဘုရားလံအမှတ်35တိရိသူရမတိန်ကြီးဒေါ်တင်မြင့်အသက်65နှစ်ပြည့်မွေးနေ့မင်္ဂလာဓမ္မဒါနအမတဒါနဖြစ်ဖြစ်ဟောကြားအပ်တော်တမင်ညဖလားနဲ့တဆောင်တိုင်ညဤအမှတ်တရအကြောင်း တရားဒေသနာတော် ဒီနေ့ညတဘာတပင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအယုံပြုကံတည်ကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအတိတဂါထာကိုရွတ်စွပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယေဟောကပ္ပကောတိဟိပိအပမေယံကာလံကရုံတော်တိဒုက္ခရာတိ ခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီပွားတူလာတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖျားသည် ကပ္ပဂောတိဟိပိဂရေကပါအရေအတွက်သင်္ချာတို့ဖြင့်တော်လေအပေမေယံရေတွေတိုင်းတာဖော်ပြခြင်းဟာမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကပါရှိကြသောကာလပတ်လုံးလောကဟိတယတ္တလောကဤအကျိုးစီးပွားလုံးကအတိဒုက္ခရဏိဥစ္စာ အသက်ချင်းလက်အင်းက မေတ္တာတိမာသမိတာနိတထာဇနိဆွန်ဉ္ဇီဟုကျတိထဝေငါးသက်အစုအလွန်ခဲရင်သောမူရုကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကုတ်အာထုတော်မူရသည်ဖြစ်ပြီခေရဏချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစိန်ဝံကိုရောဤပေမန်းခြင်းတို့ကတောဘဝတဏ္ဏချင်းဖျားစွာရောက်တော်မူခဲ့ရရှာလေပြီး မဟာကရုဏိကတ္တတ္တဝါမြာယဝေတာကရုတနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝေနိယမြာစွာတတဝါဤချမ်းသာစီပါလူလာတောင်းတကုံပေါင်းခါသည်ဖြင့်နာထအမိညာထုရှင်တော်မြတ်ဗျာနမောယုတိပြောင်းပြောင်းမံကိုလျော်၍ ကရောယောကျုံရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မဲ့တွေဖြစ်ပါစေနဲ့ဒီသာဓုသာဓုသာဓုတမိညဖလနဲ့တဆောင်းတိုင်းညဤမှတ်တရဘုရားမြတ်စွာဘုရား သာသနာသမိုင်းကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်တဇောင်းတိုင်ညရဲ့အမတ်တရားဆိုတာဒီထင်ထင်ရှားရှားရှိခဲ့တယ်အဲ့ဒီရှိတဲ့အထဲမှာအထူးခြားဆုံးကတော့မြတ်စွာဘုရားဟာမဂရပြည့်ရှင်အစတတပယင်းကြီးကိုတာမင်ညဖလား မိဂုဏ်နဲ့ပတ်သက်ပြီးတော့ဖြေးချရှင်းလင်းခဲ့တဲ့တမညဖလားတုတ်တန်ဒေသနာဖြစ်ပေါ်လာခြင်းပဲဖြစ်တယ်ပေါ့ခမန်းကျဲအဖြစ်ပြောရမယ်ဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း2630ကျော်လောက်အချိန်မှာကြာခဲ့တဲ့အချိန်ကာလကဇန္တသမင်းကြီးနဲ့မြတ်စွာဘုရားဟာ ပြန်လီဆုံတွေ့တဲ့ညအခါသမယပစောင်မုံလပြည်နေညမှာဇာတတမင်းရဲ့မိကုံးကိုဖြီတော်အားဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်တာမင်းညဖလားတုတ်ကိုခေါ်ကြခဲ့တယ်။ဒါကြောင့်မို့ဒီနေ့ကိုတာမင်းညဖလားနေလို့လဲတတ်မှတ်ကြတယ်ပေါ့။နက္ခပညာလိုက်စားတဲ့ပုဂ္ဂိုလ်တွေကတော့တစောင်းလုံးမပြီးနေညဟာ နဂတရား၄ပြည့်စုံစွာကောင်းကင်မှာထွက်ပေါ်လာတာကိုထောက်ရှုပြီးတော့ဒီနေ့နဂတ၄စုံလို့ဈေးပေါင်းခတဲ့နေ့ဖြစ်ဒီလိုသတ်မှတ်ကြတယ်ပေါ့လောကီဘက်ကသတ်မှတ်ချက်တွေကတိတ်ပြီးတော့ထူးထူးခြားခြားတော့မရှိပါဘူးမြန်မာလူမျိုးတွေကနေ့ဈေးပေါင်းခတယ်လို့ယုံကြည်ချက်နဲ့ မဇ္ဈိလီပင်ကအဖူးတွေတော့ပြောင်းမယ်နေပဲပေါ့ဒီနေ့ခမခဆိုတာတော့ဘယ်သူမှစမ်းသပ်ထားတာမှမဟုတ်တာနော်ဘာပဲဖြစ်ဖြစ်မဇ္ဈိလီဘူးတုံတော့စားကြရမှာပဲအဲ့တော့ဒီကနေ့ရဲ့ထူးခြားချက်တွေဟာသာသနာသမိုင်းနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တုတ်တန်ကြီးတခုဖြစ်ပေါ်လာတာရဲ့ ဇတတမင်းကြီးဟာခမည်းတော်ဗေမိတာရမင်းကြီးကိုထောင်သွင်းအကျဉ်းချရုံမြမကလောက်ကျန်တက်ဖြတ်ပြီးပိတုကရကကံကြီးထိုက်သွားလို့နောင်တရပြီမြတ်စွာဘုရားစီမရောက်အရောက်သွားပြီသူ့အမားကိုဝန်ခံလက်ညလို့လည်းပြောလို့ရတာပေါ့နော်အဲ့ဒါလို့မိုက်မဲကြီးတဲ့ အကြောင်းအရာတွေမိုက်မဲခဲ့သမျှမြတ်စွာဘုရားထံဝန်ချပြီးတော့တောင်းပန်ပြီးဘုရားမြတ်စွာရဲ့တပည့်တော်ကအဖြစ်ခံယူလို့ဘုရားပေါ်မှာကြီးညိုတဲ့ထုခိကဘယင်းနေထဲမှာသတ္တရဲ့ကြီးညိုမှုဟာအလွန်ကြီးမားတယ်လို့ပြောတာမြတ်စွာဘုရားသာသနာမှာအရေးပါဆုံးပထမဆုံးတင်တဲ့ တန်ခါရနာကိုလည်းပဲသတ္တမင်းကြီးဟာတကားခံခဲ့တယ်ပေါ့အဲ့ဒါကြောင့်မလို့ဒီကနေ့တဆောင်းနိုင်ညရဲ့အမှတ်တရလေးတွေကိုပြန်ပြီးတတိယပြီးတော့မိမိတို့ဘဝမှာတဆောင်းတိုင်းညနဲ့ပတ်သက်ပြီးတော့ဘယ်လိုအမှတ်တရတွေမှတ်သားပြီးတော့တို့ဘဝဟာ ဘယ်လိုတန်ဖိုးရှိတဲ့အလုပ်တွေကိုလုပ်ကြမလဲဆိုတာသိရှိနားလည်ကြဖို့ပေါ့နော်နှစ်ပေါင်း2600ကျော်လွန်ခဲ့တဲ့အတိတ် အကြောင်းတွေကိုပြန်ပြောင်းပြီးတော့စဉ်းစားမယ်ဆိုရင်သာသနာတော်မှာအခက်အခဲတွေနဲ့ကြုံတွေ့ကြရတဲ့အခြေအနေမျိုးတွေ ဖြစ်ပေါ်ခဲ့ဘူးတဲ့ပေါ့ဒီတာမင်ညဖလာတုတ်ကိုမြတ်စွာဘုရားဟောတဲ့အခါမြတ်စွာဘုရားရဲ့တက်တော်ဟာဘလောက်ရှိပြီလဲလို့မှန်းဆကြည့်လို့လည်းရအဇတတမင်းနန်းတက်တဲ့အခါမြတ်စွာဘုရားတက်တော်80နှစ်နှစ်ရှိသွားပြီပေါ့တာမင်ညဖလာတုတ်တဲ့ ေါ်တာဟာအဲ့ဒီ82နှစ်နောက်ပိုင်း85ပတ်ဝန်းကျင်80မပြည့်ခင်ကြားမှာလို့ခံမှန်းပြောကြားလို့ရဒီတုတ်တန်ကအတ္တမရှေလျားတာဖြစ်သောကြောင့်ဒီကနေ့အချင်းချုပ်ပြီးတော့တာမညာဖလာတုတ်မှာမှတ်သားစရာလေးတွေကိုထူးခြားစွာမှတ်သားပြီးတော့ ကြည်ညိုနာယူကြရပါဘူးမြတ်စွာဘုရားကရာဇကျူမြို့အနီးမှာဇီဝကကြီးရဲ့တရဥယျာဉ်ကျောင်းမှာတည်င်တော့နေတယ်ဇီဝကရဲ့တရဥယျာဉ်ကျောင်းဆိုတာဘေမိတာရမင်းကြီးရဲ့ဝေလူဝန်ကျောင်းလောက်မြို့နဲ့မဝေဘူး မြို့နဲ့ဝေလွန်းအကြောင်းရဲ့ကြားထဲလောက်မှာရှိတယ်။မြတ်စွာဘုရားထံစီဝကကကျမကြီးသွားပြီးတော့ဆောင်းရှောက်ရတယ်။မြတ်စွာဘုရားလည်းတက်တော့ကြီးလာတယ်။အဲ့ဒီအချိန်မှာသွားရလာရပို့ပြီးတော့လွယ်ကူမှုရအောင်လို့ဆိုပြီးတော့သူ့ရဲ့တရဲ့ဥယျာဉ်ထဲမှာကြောင်းဆောက်ပြီးတော့မြတ်စွာဘုရားကိုလှူဒန်းထားတာ။ အဲ့ဒီတရဥယျာဉ်ထဲမှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ပေါ့အခုလို့တဆောင်မုန်းလာပြီနေညကြီးတဆောင်မုန်းလာပြီနေညကိုမြတ်စွာဘုရားစီတွားဖို့အကြောင်းတရားဘယ်လိုဖြစ်လာလဲအစတတမင်းကြီးဟာမြတ်စွာဘုရားကိုအလွန်ကြည်ညိုကိုးကွယ်တဲ့သူ့ရဲ့ဖခင်ကို ဒေဝရရဲ့စကားလက်ခံယုံကြည်ပြီးတော့ထောင်သွင်းအကျဉ်းချနောက်လှုပ်ကြံတက်ဖြတ်လိုက်သည့်အထီအောင် သူကျွလွန်ခဲ့တယ်ပေါ့ကျွလွန်ခဲ့တဲ့အချိန်ကနေစပြီးတော့နောင်တရရပြီးစိတ်မချမ်းမသာနဲ့နေရတဲ့ရက်တွေကုံဆုံးသွားရတဲ့ရက်တွေဟာမတမ်းမများလာနောက်ဆုံးမှသူ့ကိုတိုက်တွန်းနှိုးဆော်ခဲ့တဲ့အကြံပေးခဲ့တဲ့ ဒေဝတယဟန်ဟာလေမြတ်စွာဘုရားထံနောက်ဆုံးနောင်တရလို့ဘုရားကိုဝန်ချမယ်လို့လာတဲ့အချိန်မှာဘုရားနဲ့တွေ့ခွင့်မရပဲနဲ့စေရွန်ကျောင်းထဲမှာပဲမြေမြူပြီးတော့သဆုံးသုံးသွားတယ်ပေါ့ဒီအခါမှာအစတသက်ဘရင်ဟာပို့ပြီးတော့ထိတ်လန့်တုန်လှုပ်လာဖခင်ပေမိတာရမင်းကြီးကိုလှုပ်ကြံတပ်ပြတ်လို့စိတ်မကောင်းဖြစ်ရတဲ့အပြင်မှာ သူရဲ့ကြံပေါ်ကြံပဲ့သူကိုးကွယ်တဲ့ဆရာဒေဝရကြီးရဲ့ဘဝဆက်တိမ်မကောင်းတာကိုကြည့်ပြီးစိတ်နှလုံးလေးခြောက်ခြားတုန်လုံးညဆိုရင်အိတ်ကောင်းခြင်းမအိရအိတ်မပြောတဲ့ညတွေမြောက်များစွာကြုံလွန်ခဲ့ရတယ်ဒါသဘာဝပဲလေမကောင်းမှုအကုသိုလ်လှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာစိတ်နှလုံးပူလောင်မှုကိုခံစားရစမြဲပဲ။ မိမိအမားဟာမြင်လို့ပြင်လို့မရနိုင်လောက်မှာရင်ခဲ့တဲ့အမားကြီးတခုသူကျွလွန်ခဲ့တယ်။တဆောင်မုံလာပြီနေ့ဆိုတာကြက်တန်ရာတွေလည်းစုံတယ်၊လကလည်းမတန်မှတာတယ်။ဇန္တသမင်းကြီးဟာတဦးတည်းအိတ်ဆက်ဖို့ဆိုတာသူ့အတွက်မှမနှက်သက်စရာတခုဖြစ်တယ်။တယောက်တည်း အိတ်ဆက်နားနေတော့မယ်လို့ဆိုလို့ရှိရင်သူ့ရဲ့ပူလောင်တဲ့အတွေးတွေနဲ့စိတ်နှလုံးတုံလုံးခြောက်ချမ်းမှုတွေကဖြစ်ပေါ်လာအားလုံးကဘာသမိုင်းကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်လည်းဟောဒီလိုဖြစ်ဖြစ်မျိုးတွေတွေ့ကြမှာပဲလောက်ကြံတက်ဖြတ်မှုရဲ့နောက်ွယ်မှာကြောက်မဲ့ဖွယ်ရာဒီကြောက်เสียရာတွေက သူ့ကိုလိုက်ပြီးတော့ခြောက်လှန့်နေတာမျိုးဖြစ်တယ်ပေါ့ဒီနေရာမှာအစတတ္တမင်းကြီးကမိကနဲ့ပျော်သွားလိုက်တဲ့အချိန်မှာဝိုင်းပြီးတော့သူ့ကိုလှန့်နေတဲ့ထိုးချသလိုစိတ်နှလုံးတုန်လှုပ်ခြောက်ချစွာခံစားရတော့လှန့်ပြီးတော့អော်တယ်အနာနာရှိတဲ့အဆောင်တွေကရှင်မင်းကြီးဘာဖြစ်တာတော့ဘာဖြစ်တာတော့ဆိုထုတ်ပြောရမှလည်းရှက်တယ်ဘာမှမဖြစ်ပါဘူးလို့ ီလိုလန့်လန့်ပြီးတော့ရောင်းရောင်းပြီးတော့អော်ခဲ့ရတဲ့ညတွေကြောင့်မလို့သူညမအိတ်ချင်အိတ်ရမှာကိုသူဆက်ဆုပ်တယ်ဒါကြောင့်မို့အခုလို့တဆောင်မုန်းလာပြီးနေညကြီးမှာအမတ်တွေကိုအနာနာခေါ်ထားပြီးတော့နိုင်ရင်ပြင်ကလာသာဆောင်ကြီးပုံမှာထိုင်ပြီးစကားစမြည်ပြောတာသူ့အတွက်စိတ်ပြေလက်ပြောက်ဖြစ်တယ်ပေါ့အဲ့ဒီမှာအဇဒတမင်းကြီးက နှုတ်ထဲကနေသူ့ရဲ့စိတ်လှုပ်ရှားမှုကိုဖော်ပြတယ်။ကောင်းကင်ကိုမောကြည့်လိုက်တယ်။ယာတိဥရုကလည်းတစားမုံးလာပြီနေဆိုတာဟာမိုးလေးလကုံဆုံးတဲ့နေလေဖြစ်တယ်။အဲ့ဒီအိုင်နေထဲမှာလည်းပဲကြာမျိုး၅ပါးပွင့်လန်းနေတဲ့အခါသမယဖြစ်လို့အလွန်တင့်တယ်လှပလို့သူ့ရဲ့နှုတ်ကနေပြီးတော့ညဟာတော်တော်ตาရတဲ့ညကြီးပဲ။ အပြစ်ကင်းတဲ့ညာကြီးဟာလှလိုက်တာမှတ်တမ်းတင်စရာကောင်းလိုက်တာဆိုပြီးတော့အမတ်တရဲ့ရှားမှာသူကဗာပြောလိုက်တော့ဆိုဒီလိုตาရလှပတဲ့ညမှာငါစိတ်နှလုံးအေးချမ်းအောင်တရားဓမ္မဟောပြောပေးမယ်ဘယ်လိုတမနာပြမနာမျိုးကိုငါရှိခိုက်ရင်ကောင်းမလဲစိတ်နှလုံးတုန်လုံးချောက်ချားနေတဲ့ပုဂ္ဂိုလ်ဟာ ူစိတ်ကိုပြေရာပြေချောင်းပြောနိုင်မဲ့ပုံကိုမျောလင့်နေတာဟာသဘာဝပဲပေါ့အဲ့ဒီချိန်မှာအနန္တမှာခြံရံဝိုင်းဝန်းခါစားနေကြတဲ့အမတ်တွေကတယောက်ပြီးတယောက်ထဆောင်နေရှင်မင်းတရားကြီးပူရဏကတ္တဝါဟာတတ်တော်ရွယ်တော်လေးရပြီတပိပိဋ္တနဲ့အလွန်ကများတယ်အယူဝါဒတွေကိုလည်းတီထောင်ထားတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့ လူတိုင်းကလည်းပဲတာထုတမတော်သူတော်ကောင်းကြီးလို့အတိမတ်ပြုထားပါတယ်။ပူရဏကသဘာစီ သွားချင့်ကပ်ပါလား။ချင့်ကပ်မယ်ဆိုရင်ရှင်မင်းကြီးဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိမယ်လို့ထင်ပါတယ်လို့ရှောက်တော့ဇာတတမင်းကြီးကမလှုပ်ဘူး။ဘာဖြစ်လို့ရောဆိုတချိန်တုန်းကပူရဏကသဘာစီသူရောက်ခဲ့ပြီးပြီပေါ့။တခါမက္ကလိကိုးွယ်တဲ့အမတ်ကလည်းပဲရှောက်ပြန်တယ်။ မဂ္ဂလိဂေါတာလာစီသွားလို့ရှိရင်တော့စိတ်နှလုံးအေးချမ်းမှုရမှာပါ။ဘုရင်ကြီးကမတုံ့ပြန်ဘူး။အစိတာကိတ္တကမလပကုဒ္ဒခိစ္ဆယနနိခန္ဓနာတပုတ္တသင်္ဇယပိလထပုတ္တလို့ထိုခိကထင်ရှားကြော်ကြားတဲ့ဘာသာရေးခေါင်းဆောင်ကြီးတွေစီသွားဖို့ဆိုင်းရဆိုင်းရ ကိုကိုယ်တဲ့ဘာသာဝင်အမတ်တွေကဘုရင်ကြီးကိုတန်တော်ဦးတင်ကြတဲ့အခါအစတတမင်းကမလှုပ်ဘူးသို့တော့အစတတမင်းရဲ့အနီးပါးမှာဇီဝကဆိုတဲ့တမားတော်အမတ်ကြီးကဘာမှမပြောနဲ့ငြိမ့်ထိုင်နေကြံတဲ့အမတ်တွေကအလူရဲ့သူတို့ဆရာရဲ့ခုံကျေးဇူးတွေကိုထုတ်ဖို့ပြောနေတဲ့ဇီဝကကတော့တုတ်တုတ်မှမလှုပ်ဘူး အဲ့ဒါကိုအာမလို့အာမရဖြစ်တော့အဇတတမင်းကကိမ့်ပနာတမ္မစီဝကကိမ့်တမ္မစီဝကတွန်တုံနီတငယ်ချင်းစီဝကမင်းကဘာလို့ငြိမ်းနေတာလဲစီဝကစကားမပြောတော့ပြောစီချင်တာကစီဝကကိုပြောစီချင်ဒီစကားပြောနေတာက သူတခြားကြောင့်မဟုတ်ဘူးတခြားဘာသာရေးခေါင်းဆောင်တွေစီသူရောက်ခဲ့တယ်စိတ်ချနှူးမှုမရဘူးမြတ်စွာဘုရားစီသွားခြင်းနဲ့သွားခြင်းလို့သူ့ဘာသူသွားပါလားလို့ဆိုတော့သွားရမှာယွန့်နေတယ်ဘာဖြစ်လို့ယွန့်လဲသူလောက်ထားတဲ့အလုပ်တွေကဒေဝရတ်နဲ့ပူပေါင်းနေမြတ်စွာဘုရားကိုဆန့်ကျင်ဘက်လုံနေတဲ့ဒေဝရတ်ကိုအားပေးတော့မြတ်စွာဘုရားနဲ့တွေ့ရမှာမျက်နှာပူတယ်ပေါ့ တချိန်လုံးကစัจจမဲ့အကြီးကျယ်လုပ်ခဲ့တာလေဘုရားကိုလေးသမားတွေလွတ်ပြီးတော့လှုပ်ကြံတက်ဖြတ်တာလဲသူပါတယ်နာလာဂီရိဆင်ကြီးကိုအရက်တွေတိုက်ပြီးတော့ဘုရားဆွမ်းခံကြွာလာမဲ့လမ်းမှာလွတ်လိုက်တာလဲသူပါတယ်ဒေဝရတ်ကိုအပိအမြောက်လုံးတဲ့ထဲမှာဒေဝရတ်ရဲ့လှုပ်ရက်တွေထဲမှာအားလုံးအစတသဟာပါဝင်ပတ်သက်နေခဲ့တယ်ဒါကြောင့်မို့မြတ်စွာဘုရားနဲ့တွေ့ဖို့သူ့မှာခက်ခဲရှိတယ် ဘုရားကိုမတွေ့ရဲဘူးပေါ့သွားကျင်တာကတော့ဘုရားစီသွားကျင်တယ်ပေါ့နိဗ္ဗာန်ဘန္တာရေးကောင်းဆောင်လေးစီရောက်ပြီးပြီမြတ်စွာဘုရားဂေါရမဗုဒ္ဓစီမြောင်းအသေးတော့သူသွားကျင်တယ်အဲ့ဒီကြတော့မှဇီဝကကနေပြီးတော့အရှင်မင်းကြီးတဲ့ကျွန်ုပ်ရဲ့တရေဥယျင်မှာမြတ်စွာဘုရားဟာဇန်ဘောင်1250နဲ့ သတင်းသုံးနေထိုင်လျက်ရှိပါတယ်အဲ့ဒီမြတ်စွာဘုရားမှာဒီလိုဒီလိုခုံကြီးတွေရှိပါတယ်ဒါကြောင့်မို့လို့အရှင်မင်းကြီးသွားရောက်စိတ်ကပ်မယ်ဆိုရင်ဧကန္တစိတ်နှလုံးကြည်လူမှုအေးချမ်းမှုကိုရမှာပါလို့ဆိုတော့ဘုရင်ကြီးကဒီစကားကိုလိုချင်နေတာဖြစ်တော့ကြောင့်အေးချာဆိုလဲတို့သွားရအောင်ကဲချက်ချင်းပြင်ဆင်ပေတော့လို့အမိန့်ပေးလိုက်တာ စီဝကကချက်ချင်းစင်မရင်သား900ကိုတခါတည်းအမိတ်ပေးပြီးတော့ကတ်တင်ပြင်ဆင်ခိုင်းတယ်။စင်နေနဲ့မြတ်စွာဘုရားရှိသွားမယ်။ဘာဖြစ်လို့စင်နေကိုရွေးတယ်လဲလို့ဆိုစင်နေကခြေတန်းလုံးနေမြင်းဆိုတာကြတော့ခွာတန်းတွေက အမတန်မှစူတယ်။မြင်း900နဲ့သွားမယ်ဆိုရင်ခွာတန်းတွေစူလိမ့်မယ်။မြတ်စွာဘုရားတိတ်ဆိတ်ငြိမ်သက်တဲ့ညအခါမှာ ဆင်နဲ့သွားတာကောင်းတယ်။ဘယင်ကြီးအတွက်အနည်းကဲမှုဆိုပြီးတော့ဆင်ပေါ်မှာဒီဘယင်ရဲ့အချမ်းရံဖြစ်လိုက်ပါမဲ့ပုံကိုယ်တွေကိုလည်းပဲယောက်ျားသားတွေမထားပဲနဲ့အမျိုးသမီးတွေကြီးပဲစိတ်ဝတ္တစားတွေဝတ်ဆင်ပြီးတော့ဆင်ပေါ်မှာလက်နဲ့ကိုယ်စီနဲ့ပါဝင်ဆောင်ရွက်စီအမျိုးသားယောက်ျားတွေကိုတော့ဘေးကအချမ်းရံအနေနဲ့ဘယင်ကြီး အနှရဲ့ကင်းမှုညာရင်းချင်းမြို့ပြင်ထွက်တဲ့ဆိုတာဘယင်းနေမှာအမတန်မှအနှရဲ့ရှိတာပေါ့ရန်သူကအမတန်များသည့်အတွက်ကြောင့်ညာရင်းချင်းထက်ဖို့ရအတွက်လုံုံရေးကိုတင်းတင်းကြပ်ကြပ်ဆရာစီဘကကစီမံဆောင်ရဲ့သူကလည်းပဲအမတ်တဥပဲနန်းထဲမှာကြီးပြင်းတဲ့အမတ်ဆိုဘယင်းရဲ့လုံုံရေးကိုသူကတာဝန်ယူရတာအကယ်၍တစုံတစ်ခုဖြစ်သွားလို့ရှင်ဇီဝကဟာ ဘရင်ကိုမြုပ်ပြင်ခေါ်ထုတ်သွားပြီးတော့သူ့ကြောင့်မို့လို့ဘရင်ဟာဒုက္ခရောက်သွားတယ်လို့အပြောမခံနိုင်ဘူးဒါကြောင့်မို့လို့သူကြကြနတ်နတ်စီမံဆောင်ရွက်ပြီးတကယ့်ကိုထိန်လင်းနေအောင်မိထုတ်တွေသူခေတ်ကတော့မိထုတ်ကြီးတွေကင်ရင်ပြီးတော့ဘရင်စီမအဝေးကလှမ်းပြင်းတောင်မရောက်တော့အောင်ဘေးကအချမ်းရံနေမြောင်များစွာနဲ့ဆင်မရင်သာ900ချမ်းရံပြီးတော့ भेनिया मा पा रहे